ဝိစုမြအားလုံးမင်္ဂလာပါရှင်ဒုနာဂျူပီတာ channel မှာကျေးဇူးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိနေရတဲ့မင်္ဂလာရှိအစီအစဉ်ကိုပိုင်ဆိုင်နေကြပြီးဒီပြရာများဝေးကွာကကိုရောစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့ကိုရဲ့စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူသူ့ရဲ့ခံစားချက်ကကိုထင်သားတို့လိုမျိုးဟုတ်ရဲ့လားကိုနဲ့ပတ်သက်ပြီးသူကဘယ်လိုနေတွေးနေဘယ်လိုနေခံစားနေရလဲဒါလေးကို collective reading နဲ့ဖတ်ပေးသားမှာဖြစ်ပါတယ်ရှင် အရင်ဆုံး energy စပေးပါမယ်ဒီ energy နဲ့ကညီမဒီ reading ကိုစက်ကြည့်ပေးပါ reading ဝင်ကြည့်တဲ့ collective တွေရဲ့ current energy ကိုသိကြပါတယ်3 or 1အကိုကလေဒီတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ရှစ်ဆက်တိုးတင်မတင်ပေါ့နော်ဒါမှမဟုတ်တစ်ဖက်သူ ကိုကြောက်ခိုင်းတင်မတင်ပေါ့နော်ဒီဒီစဆိုင်ကြီးကနေပြီးတော့ဒါမှမဟုတ်ကိုမျောနေနေတဲ့မျောနေချက်တွေကိုအာလှလှတင်မတင်ပေါ့နော်ဒါမှမဟုတ်လဲရှစ်ဆက်တိုးတင်မတင်ဒါမျိုးတွေနဲ့တွေးနေစဉ်းစားနေရဆိုတာမျိုးအဲ့လိုမျိုးလိုမြင်နေဆုံးဖြတ်ချက်ချဖို့အတွက်ပြင်ဆင်နေရဆိုတာမျိုးလိုမြင်နေပေါ့နော်ဒီလူနဲ့ရှစ်ဆက်တိုးသွားမယ်ဆိုကြတယ်အဲ့လိုမျိုးစဉ်းစားထားတယ်ဆိုကြတယ်ဒီလူစီကနေပြီးတော့လုံးဝကြောက်ခိုင်းထွက်ခဲ့တော့မယ် move on လုပ်တော့မယ်ဆိုတဲ့အတွေးမျိုးတွေနေပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့ တချို့ကြောင့်ကိုယ့်ကိုယ်ကိုရွေးချယ်မှာတချို့ကြောင့်လည်းတစ်ဖက်သူကိုရွေးချယ်ပြီးတော့ရှေ့ဆက်ဖို့အလိုမျိုးပြင်ဆင်နေရဆိုတာမျိုးလိုမြင်တယ်။နောက်တစ်ဆင့်တက်ဖို့အတွက်ကိုတွေးနေရဆိုတာမျိုးပေါ့နော်အဲ့လို energy မျိုးကိုမြင်ရတယ်ပေါ့နော်။ fire sign energy တော့ strong ဖြစ်တယ်ပေါ့နော်။ဒီ reading ကိုကြည့်တဲ့သူတွေ energy ထဲမှာ fire energy ကြီးပုံများတာမျိုးဖြစ်နိုင်ပါတယ်။ဒီ energy နဲ့ကညီဒီ reading ကိုဆက်ကြည့်လို့ရပါပြီ။ဒါဆိုရင်ကိုယ့်စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူကကိုယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေခံစားနေလဲဘယ်လိုတွေးနေလဲပေါ့နော်။ ဖတ်သူကလေကိုယ့်ပေါ်မှာဆွဲလန်းနေရဆိုတာမျိုးနှစ်သက်သဘောကျတဲ့စိတ်မျိုးတွေရှိနေတယ်ပြောရရင်ကိုထင်သားသူလိုပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့ဖြစ်တည်မှုကိုသဘောကျပြီးတော့သူကကိုယ့်ရဲ့ energy သူ့ပေါ်မှာခရီးဆိုင်ပေးတာလက်ရောညီတွေဆက်ဆံပေးတာနားလည်ပေးနိုင်တာအာမြစ်တာတွေပေးနိုင်တာစသဖြင့်ပေါ့နော်ဒါတွေကိုသဘောကျတယ်ဆိုတာမျိုးအဲ့ဒီအရာတွေကိုပဲပို့ပြီးတော့ attach ဖြစ်နေတယ်ဆိုတာမျိုးတို့မြင်နေတယ်တချို့ကြတော့ပြောရရင်တော့ observe ဖြစ်နေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လို negative ဘက်တောင်ရောက်သွားတယ်ဆိုတာမျိုးလို့တွေ့တယ်ဒါတချို့လောလူတက်ပေါ့နော်တချို့တွေတတိထားမှာကလေတစ်ဖက်သူမှာက relationship တခုရှိထားပြီးသားပေါ့နော်ရှိပြီးကမှာကိုယ့်ဘဝမှာသဘောကျတဲ့စိတ်တွေဖြစ်ပြီးတော့သူ့အနေနဲ့ပြောရရင်ကျင့်ဝတ်တွေချိုးဖောက်ပြီးတော့ကိုယ့်ဘဝမှာဒီလိုခံစားချက်တွေဖြစ်နေရဆိုတာမျိုးလို့တွေ့ရတယ်အဲ့တော့တတိထားတင်နေပေါ့နော်ဒီလိုမျိုးသားအဲ့လိုအခြေအနေမျိုးသားမှန်တယ်ဆိုလို့ရှင်တော့ကို့အနေနဲ့တော့ လုံးဝသူ့ကိုကြောက်ခံထောက်ခတဲ့နေဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလိုမြင်တယ်ပြောရရင်ကျင့်ဝတ်မရှိတဲ့သူတယောက်ဖြစ်နေကိုယ့်ကိုမဖန်တီးတဲ့ဘူးပေါ့နော်အဲ့လိုမျိုးလိုမြင်တယ်အဲ့တော့သူ့ရဲ့ကိုယ့်ပေါ်မှာထားတဲ့သဘောထားခံစားချက်ကစစ်မှန်မှုရှိရလားနောက်သူနဲ့ကိုယ်နဲ့ရောရရှိဆိုလို့ရှိရင်အော်လက်တွဲလို့အဆင်ပြေပါမလားဒါလေးပေါ့နော်ပြန်ပြီးတော့တွေးကြည့်ပါသုံးသက်ကြည့်ပေါ့နော် ခုနပြောတဲ့အချက်လက်ပြင်ကိုမှလုံးဝကြည့်ပြီးတော့မှလက်ခံသင့်မသိကိုယ့်အကိုဆုံးဖြတ်ပေါ့နော်တချို့တွေတော့ကကြတော့ရှေ့ဆက်ဖို့စဉ်းစားထားတဲ့ကျွန်တော်မျိုးမြင်နေတဲ့ကြောင့်မို့လို့လက်ခံပြီးတော့ရှေ့ဆက်ဖို့အဲ့လိုမျိုးအချက်လက်တွေနဲ့ပြန်ပြီးတော့စစ်စစ်ပြီးတော့သွားပါပေါ့နော်အဲ့တော့ကိုယ့်ပုံမှာသူ့ရဲ့သဘောထားအမြင်လေးကြည့်ကြည့်မယ်ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့မြင်လဲဘယ်လိုသဘောထားလဲပေါ့နော် Thank you. သူကလေကိုနဲ့လေပြောရရင်တော့82ဘုတ်တကူစိတ်ထဲမှာတော်တော်လေးဆန္ဒပြပြနေဆိုတာမျိုးလိုမြင်နေဒါကဘလို့အခြေအနေတွေပဲကြုံနေကြုံနေဘလို့တွေပဲဖြတ်တန်းဖြတ်တန်းရသူ82မယ်ဆိုတဲ့အတွေ့အမျိုးတွေရှိတယ်ပေါ့နော်ပြဿနာကနောက်ခါလာနောက်ခါရှင်းဆိုတဲ့ပုံစံမျိုးနဲ့82သွားမယ်ဆိုတဲ့အဲ့လိုပုံစံမျိုးတွေအဲ့လိုအတွေ့အမျိုးတွေဖြစ်နေဆိုတာလို့မြင်နေပေါ့နော်နည်းနည်းလေးတော့တတိထားတဲ့နဲ့ဒီလိုကနည်းနည်းလေးအနေရများတယ်ပေါ့နော်သူစိတ်စိတ်တိုင်းကျလိုမျိုးဆုံးဖြတ်ပြီးတော့ ဒါဆိုထိုးတုပ်တဲ့သူမျိုးတွေမှာပါတယ်ပေါ့နော်။ဒါကြောင့်မို့သတိထားတဲ့ ਨੇ အော်နောက်ကိုယ်ကိုလက်လွတ်လိုက်ရမှာပေါ့နော်။အဲ့ဒါကကိုယ်နဲ့မဆုံးစည်းဖြစ်တာကိုယ်ကိုရွေးချယ်လိုက်လို့နောက်နောက်ရမှာကိုလည်းကြောက်နေရဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးပြောရင်တော့လက်လွတ်လိုက်ရမှာကြောက်တယ်ဆိုတာမျိုးပေါ့နော်။ဆုံးရှုံးလိုက်ရမှာကိုမဟုတ်ကိုတခြားသူပေါ့သူမဟုတ်တဲ့တခြားသူတယောက်ကပိုင်ဆိုင်သွားမှာလာသွားမှာအဲ့လိုမျိုးတခြားသူကြောင့်လည်းအတူတူရှိနေမှာမျိုးဒါမျိုးကိုမလိုချင်တဲ့အတွက်ကြောင့်မပြောရင်တော့ သူ့နေရာမှာတခြားသူဝင်သွားမှာမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုမလိုချင်တာမျိုးပေါ့နော်ပြောရရင်သူပိုင်တဲ့ပစ္စည်းတစ်ခုကိုတခြားသူကိုပေးလိုက်ရမှာမျိုးကိုမလိုချင်တဲ့ပုံစံမျိုးအဲ့လိုအတွေ့မျိုးအဲ့လိုခံစားချက်မျိုး ਨੇ အော်ကိုယ်နဲ့နေဆက်ဖို့စူးစမ်းနေတာရှစ်ဆက်ဖို့စူးစမ်းနေရမျိုးလို့မြင်တယ်တချို့ကြတော့လေဒီလူမှလေဒါကနောက်ထပ် relationship တစ်ခုမဟုတ်ဘူးဆိုလို့ရှင်လေသူ့မှာခုချိန်ထိစိတ်ထဲမှာထီချလို့မရသေးတဲ့ထီမချရသေးတဲ့လွတ်မချရသေးတဲ့ အနာတွေစိတ်တရားတွေရှိတယ်ပြောရရင်အတိတ်ကိုအခုချိန်ထိလွမ်းတသတာဖြစ်နေတော့မယ်ပေါ့နော်အတိတ်ကအရာတွေနဲ့ပတ်သက်ပြီးတော့နောက် be relationship မှာမဆိုသူကနင့်နာရတဲ့သူပေါ့နော်အာပြောရရင်တားကောင်းနေရကလည်းအခုချိန်ထိခံစားနေတော့မယ်ဆိုတာမျိုးလိုမြင်တယ်လက်တော့မလို့လေသူဘာပဲလုပ်လို့မှန်တယ်လို့လည်းအတွေ့အမျိုးရှိတယ်ပေါ့နော်သူတာမျိုးခံစားခဲ့ရတဲ့ကြောင့်မို့တာမျိုး အဲဒီလိုနေချင်းကြီးရဲ့အတွက်ကြောင့်မလို့အခုချိန်မှာသူဘယ်လိုလုပ်ရမျိုးပဲလုပ်လို့ဘယ်လိုဆုံးမချက်မျိုးပဲခြားခြားသူတို့ကတော့မလွန်ဘူးမှန်တယ်ဆိုတော့အတွေ့တစ်ဖက်သက်အတွေ့မျိုးရှိနေပေါ့နော်အဲ့စိတ်တရားအကြောင်းပဲမလုပ်တင်တာတွေလုပ်မိတာမျိုးမမတင်တာတွေမမိတာမျိုးလို့ခစားမိရေပေါ့နော်ဒါကြောင့်မလို့အနေအများတဲ့သူတယောက်ဖြစ်နေတော့တွေ့ရတယ်ပေါ့နော်ဒါကြောင့်သတိထားတင်နေဒါဆိုရင်တော့ ဒီတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုကို universe ကဘယ်လိုမျိုး message ပေးခြင်းလဲအာဘယ်လိုအကြံဉာဏ်ပေးခြင်းလဲဗောနော်ဟွန်းအဲ့တော့ပြန်ပြီးတော့တေချာစဉ်းစားပါတုံးသက်ပါဗောနော်တစ်ဖက်သူနဲ့ကိုနဲ့ကဗောနော်ရေရှည်သွားဖို့တက်ကိုလည်းရောညီထွေဖြစ်တာဟုတ်ရဲ့လား ကို့လိုမျိုးတံပြန်တုတ်ပြန်နိုင်ရလားနောက်ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကတကယ်ရောနှဆိုင်တာဟုတ်ရလားอืมလင်းနေတာဟုတ်ရလားပေါ့နော်ကိုလိုချင်တဲ့ဘဝလက်တွဲပုံမျိုးပါရောသူ့လိုလူမျိုးဟုတ်ရလားဒါမျိုးတွေပြန်ပြီးတော့စဉ်းစားပါတုံးသက်ပါပြီးတော့မှရွေးချယ်ပေါ့နော်အဲ့တခုကဒီမှာတွေ့ရတာရာဆိုလို့ရှိရင်တော့ကို့အတွက်က ခုဒီကိုစစ်တဲမှာရှိနေတဲ့သူတွေးနေတဲ့သူဒီလူကလက်တွဲပေါ်တယောက်လက်တွဲပေါ်ကောင်းတယောက်လို့ပြောရမှာပေါ့နော်မဖြစ်နိုင်ဘူးကိုရတကယ်လက်တွဲပေါ်ကောင်းတယောက်ကတင့်တော်ကိုနဲ့တင့်တော်မဲ့သူကပေါ့နော်တခြားတယောက်တသက်ရှိရဲဆိုတာမျိုးလို့မြင်နေအဲ့တော့ရွေးချယ်စရာလေးဖြစ်လာနိုင်မယ်ဆိုတာမျိုးလို့လည်းတွေးရပေါ့နော်ကိုနေနဲ့ဆုံးဖြတ်ချက်ချစရာလေးရွေးချယ်စရာလေးရှိလာနိုင်မယ် ကိုတက်ကိုတကယ်လေးနဲ့ပြီးတော့တကယ်ကိုစစ်မှန်တဲ့ခန်းစားချက်မျိုးတွေပေးမဲ့သူယုံကြည်မှုပေးမဲ့သူအပြန်အလှန်ညီမျှတဲ့ဆက်ဆံရေးတခုကိုတည်ဆောက်ပေးနိုင်မဲ့သူမျိုးပေါ့နော်။ပြန်ကိုယုံကြည်ရတဲ့သူမျိုးဒီလိုလူမျိုးအော်လက်ရှိဒီလူကအဲ့လိုလူမျိုးဆိုလို့ရှိရင်တော့ပြေးချေလို့ရတယ်။ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ဘဝထဲအဲ့လိုလူမျိုးတယောက်နောက်ထပ်ရောက်ရှိလာလိမ့်မယ်။ဒီလက်ရှိလူနဲ့နောက်ထပ်ရောက်လာမယ့်လူနဲ့နှစ်ယောက်ကြားထဲမှာရွေးချယ်ရတာမျိုးဖြစ်လာလိမ့်မယ်။ဒါမှမဟုတ်ရင်လည်းကိုကိုယ်တိုင်နဲ့ဒီတစ်ဖက်သူနဲ့နှစ်ယောက်ကြားထဲမှာ ရွေးချယ်စရာတွေဖြစ်လာနိုင်မယ်ပေါ့နော်အဲ့တော့ဒီလူနဲ့ဆက်သွားမလားဒီလူကိုကြောက်ခိုင်းပြီးတော့ထွက်ခဲ့မလားဆိုပြီးတော့အဲ့လိုမျိုးရွေးချယ်ဆုံးဖြတ်ရမှာမျိုးတွေတော့ရှိလာနိုင်မယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်ပါလိမ့်မယ်ရွေးချယ်ရွေးချယ်အဓိကတော့ကိုကိုအတွက်ကိုကိုစဉ်းစားပြီးတော့မှဆုံးဖြတ်ပါရွေးချယ်ပါဆိုတာလေးတော့အဲ့လိုမျိုးအကြံဉာဏ်လေးပေးထားတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော် တော့ဒါကတော့တစ်ဖက်သူနဲ့ပတ်သက်တဲ့ collateral reading နဲ့ဖြစ်ပါတယ်ရှင်။အလုံးမဲ့အဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးနေကြတဲ့အတွက်ရောကျေးဇူးများရှိတင်ပါတယ်ရှင်။မိတ်ဆွေများအလုံးမဲ့ပြပြများဝေးကွာပြီးကိုရောစိတ်ပါချမ်းသာကြပါစေ။ကောင်းသောလူရဲ့စန္ဒမှန်သမျှလည်းပြပါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးစမ်းမမနဲ့အထင်နဲ့ကြပါစေလို့စုမကောင်းတောင်းပေးပါတယ်ရှင်။နောက် reading မြန်မာပြန်ပြီးတော့ဆုံးနေကြပါအောင်ပါရှင်။